အခုပဲညှို့ငင်လိုက်ပါ အပိုင်း1 what is manifestation ညှို့ငင်ခြင်းဆိုတာဘာလဲ manifestation ကို အလွယ်တကူနားလည်နိုင်စေရန်ညှို့ငင်ခြင်းကိုဘာသာပြန်ပြီးတော့သုံးထုံးသွားပါမယ်ညှို့ငင်ခြင်းဆိုတာတည်ဖြစ်ခြင်းတဲ့အရာတွေကိုစွဲငင်ဖန်တီးပြီးတကယ်လက်တွေ့ဖြစ်လာအောင် ပြောင်းလဲနိုင်စွမ်းကိုခေါ်ပါတယ်အရာအလုံးဟာမိမိစီရနေအစာပြုတယ်ဆိုတာကိုယိုယိုလေးတတိထားမိယုံနဲ့ ဖြစ်ချင်တာမှန်သမျှကိုပြောဆိုတွေးတောခံစားပြီးလက်တွေ့ဖြစ်လာအောင်ဖန်တီးယူနိုင်ပါတယ်။တင်ကတိတ်ဆွမ်းအကြီးတဲ့ဖြစ်တည်မှုတစ်ခုပါ။တင်းစိတ်ကလည်းဆွမ်းအကြီးတယ်။ဖြစ်ချင်တာကိုလက်တွေ့ဖြစ်လာအောင်ဖန်တီးနိုင်စွမ်းတင်မှာရှိပါတယ်။ကိုယ့်ကိုယ်ကိုကန့်သက်ထားတဲ့ယုံကြည်ချက်တွေအတွေးခေါ်တွေနဲ့ကိုယ့်ရဲ့လုံးရက်လုံးနိုင်စွမ်းကိုနားမလည်တာတွေကပဲတင့်အိမ်မက်တွေကိုညှို့ငင်တဲ့နေရာမှာ အတားဆီးဖြစ်စေမှာပါ။တင်းရဲ့အတွင်းစိတ်စွမ်းကိုတင်ယူမိလာတာနဲ့အမြဒီအကြောင်းတွေကို ရှင်းရှင်းလင်းလင်းသိသွားအောင်ဒီစာအုပ်ကကူညီပေးသွားမှာပဲဖြစ်ပါတယ်။တင်းလွန်ခြင်းတဲ့အရာတွေအမှန်တကယ်ဖြစ်လာအောင်တင်းရဲ့စိတ်စွမ်းရင်ကိုဘလို့လမ်းကြောင်းပေးရမလဲဆိုတာကိုသိလာရမှာပဲဖြစ်ပါတယ်။ manifestation ညှို့ငင်ခြင်းဆိုတာအရန်ရှုပ်ထွေးတဲ့ကိစ္စလုံးဝမဟုတ်ပါဘူး။ သင်ရှိရအတားစီးတွေကိုဘလို့ဖယ်ထုတ်ရမလဲသိပြီဆိုတာနဲ့သင်ဘွားတွေကအရာအလုံးဟာချောချောမွမွဖြစ်လာတာကိုသင်မြင်ရမှာပါကိုလိုချင်တဲ့အရာကိုညှို့ငင်တဲ့ဤအကြောင်းကျမတင်ယူခဲ့တော့ကတီးခဲ့တဲ့အရာတစ်ခုရှိပါတယ်ဒါကပစ္စုပ္ပန်ရဲ့အရေးပါပုံပါပဲပစ္စုပ္ပန်မှာနေထိုင်မှာအခုချိန်ကအရေးကြီးဆုံးစသဖြင့်လူတွေပြောလာကြတာနှစ်ပေါင်းမနည်းကြာပြီပေါ့နော် ကျမစိတ်ထဲနည်းနည်းရှမ်းရှမ်းပြန်မကြည့်မိခင်အထိအဲ့ဒါကိုတေချာနားမလဲခဲ့ဘူးအဲ့ဒီလိုပြန်ကြည့်မိတော့ကျမကညှို့ငယ်တဲ့အရာတွေကိုအနာဂတ်မှာဖြစ်နေတယ်ဆိုပြီးတော့ယူဆမိသလိုဖြစ်နေတယ်ကျမတို့ရဲ့ကိုယ်ပိုင်အတွေးခေါ်ကွင်းဆက်တွေနဲ့ယုံကြည်ချက်တွေကိုတေချာမဆန်းစစ်မိတဲ့အချိန်မှာဖြစ်တဲ့တရရဲ့ဘောဆိုတဲ့ထောင်ချုပ်ထဲကိုကျမလည်းကြားခဲ့ဘူးပါတယ်အဲ့ဒါကကျမတို့ရိုးရိုးသားသားအမှန်ကိုမြင်ခဲ့ရတဲ့အခိုက်အတန့်တစ်ခုပါပဲ။ ကျမကိုကျမအရှိတိုင်းလက်ခံပြီးအနာဂတ်အပေါ်ကျမရဲ့အမြင်တွေကိုပြောင်းလဲခဲ့တယ်။ပြီးတော့ချက်ချင်းညှို့ငင်နိုင်ဖို့ကျမရဲ့စိတ်ဆွမ်းရည်ကိုလက်ရှိပြစ်ဆုတ်ပတ်မှာပဲအာရုံစိုက်ထားလိုက်တယ်။လက်ငင်းညှို့ငင်ရင်ကိုဖြစ်ချင်တဲ့အခြေအနေကိုအခုဖြစ်နေတယ်လို့မျိုးမြင်တတ်ဖို့လိုတယ်။အဲ့ဒါကိုအနာဂတ်မှာမြင်နေတယ်လို့မြင်အောင်လိုက်ရင်တိစိတ်ကူးတွေအကောင့်ထဲပေါ်လာဖို့လောင်စာစီလိုမျိုးဖြစ်တဲ့တင့်ရဲ့ အခုလက်ရှိပြင်းထန်နေတဲ့စိတ်တွန်းအားကိုအသုံးမချမိတယ်လို့မျိုးဖြစ်သွားလိမ့်မယ်။တကယ်ဖြစ်နေပြီလို့သိရမယ်စား။နောက်ကျရင်ဖြစ်လာမှာပါလို့မျှော်လင့်လိုက်တယ်လို့မျိုးဖြစ်သွားတယ်။အခုချက်ချင်းညှို့ငင်မယ်လို့တင်ဆုံးဖြတ်ပြီးတာနဲ့တင်းစိတ်အတွင်းအခြေအနေအလိုကျစัจကြဝလာကြီးကလိုက်လာပါလိမ့်မယ်။အဲ့ဒီတော့အခုပဲကျမ်းမာနေပြီလို့ခံစားလိုက်အခုပဲကြွယ်ဝနေပြီလို့ခံစားလိုက်အခုပဲအောင်မြင်နေပြီလို့ခံစားလိုက် အခုပဲလှပပြီးအချစ်ခံနေရပြီလို့ခံစားလိုက် ဖြစ်လာမှာစောင့်မနေနဲ့တကယ်ဖြစ်နေပြီလို့မျိုးလုံးထဲမှာမြင်ရောင်ပြီးတော့ခံစားကြည့်လိုက်ပါ ဖြစ်ချင်တဲ့အရာကိုကိုယ်စိတ်ခံစားချက်နဲ့အပြည့်အဝဆက်သွယ်ပေးလိုက်ပါတင်းရဲ့စိတ်ခံတာကိုယ်ထဲမှာအခုဖြစ်နေပြီဆိုတော့အဲ့ဒီအရာတွေဖြစ်နေပြီဆိုတော့စိတ်ခံစားချက်ဖြစ်လာတဲ့အခါဖြစ်ပေါ်လာတဲ့ပျော်ရွှင်မှုပီတိကိုကြည့်ကြည့်လိုက်ပါ အခုချက်ချင်းညှို့ငင်နိုင်မှုအတွက်တင်လို့ခြင်းနဲ့အရာမှန်သမျှဟာဖြစ်လာရလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ညှို့ငင်ရမယ်လို့ရည်ရွယ်ထားရမယ်ဒီစာအုပ်ကိုဖတ်နေရင်းနဲ့တင်ဒီလုပ်ငန်းစဉ်စဖို့လုံလောက်နေပါပြီဒီခြေလန်းကိုစတင်ပြီးတော့ငါလုံးနိုင်တယ်လို့စိတ်ထဲစွဲမှတ်ရင်ကိုယ့်ကိုယုံကြည်မှုကိုအပြစ်ထားလိုက်ပါတော့ဒီစာအုပ်ကိုဖတ်နေစဉ်အတော်အတွင်းမှာတင်မထင်မှတ်ထားတဲ့စမ်းကျင်မှုတွေနဲ့လက်လာပါတွေကိုရုတ်တရက်ခံစားလာရပါလိမ့်မယ် တင့်စီမှာကောင်းတဲ့ကိစ္စတွေဖြစ်ကိုဖြစ်လာလိမ့်မယ်။စိတ်ကြည်လင်ရှင်းလင်းလာပြီးတော့ဟုတ်သားပဲလို့ပြောရလိမ့်မယ်။အခိုက်အတန့်တွေအဲ့လိုမျိုးရှိလာလိမ့်မယ်။ပြီးရင်အရာအလုံးဟာလည်းအထိပယ်တွေရှိလာလိမ့်မယ်။ညှို့ငင်တဲ့လုပ်ငန်းစဉ်ကိုသတိထားမိပြီးဒီလိုတွေဖြစ်နေတာပါလားလို့မြင်လောက်တဲ့အထိသတိကပ်သွားတဲ့အခိုက်အတန့်တွေလည်းရှိလာပါဦးမယ်။ဒီစာအုပ်ကလေးကပေးမဲ့အသိပညာနဲ့အကြောင်းတရားတွေကတင်ရဲ့ဘဝကိုလုံးဝပြောင်းလဲစေလိမ့်မယ်လို့ယုံကြည်ထားလိုက်ပါ။ အခုချိန်ကနေစပြီးတော့အကန့်အသတ်မဲ့ဖြစ်နိုင်ခြေတွေရဲ့စွမ်းအားတွေကိုခံစားလိုက်ပါတော့တင်းစိတ်ကလိုချင်တဲ့အရာအားလုံးကိုရနိုင်ပြီလို့ခံစားလိုက်ပါဒါကတော့ဒီစာအုပ်ဖတ်နေတုန်းတင့်မှရှိတဲ့စိတ်စွမ်းအားအခြေအနေပါပဲဖြစ်နိုင်ခြေတွေကအကန့်အသတ်မဲ့ပါတယ်ဘာမဆိုလဲဖြစ်နိုင်ပါတယ်ကိုတကယ်လို့100%ယုံကြည်ခဲ့တယ်ဆိုရင်ပေါ့ကိုဘွားကိုပြောင်းလဲဖို့အသင့်ပြင်ထားလိုက်ပါတင့်ရဲ့စိတ်ပိုင်းရုပ်ပိုင်းနံပိုင်းဆိုင်ရာစွမ်းအင်တွေကို ကိုကိုကိုနားလဲဖို့ကိုရဲ့လုံနိုင်စွမ်းတွေကိုနားလဲဖို့စူးစမ်းမယ်ဆိုတဲ့နေရာတွေမှာရင်းနှီးမြှုပ်နှံမယ်လို့တန်ဋိဌံချထားလိုက်ပါတော့เนาะဒီအတွေ့အကြုံတွက်တင်းရဲ့စိတ်စွမ်းအင်အဟောင်းတွေကိုကိုကိုကန့်သက်ထားတဲ့ကန့်သက်ချက်တွေမယုံကြည်တဲ့မယုံကြည်မှုတွေမကောင်းမြင်စိတ်တွေနဲ့အတုံးမဝင်တော့တဲ့အမှုအကျင့်ဟောင်းတွေကိုဖယ်ထုတ်ပြဖို့အသင့်ဖြစ်နေမှရပါမယ်။တင့်ဘဝကိုတင့်ကိုယ်တိုင်ထိန်းချုပ်ဖို့အချိန်တကယ်ရောက်လာပါပြီ။ တင့်ကိုအာယုံ လွှဲနေတဲ့အရာတွေဟာတင့်စိတ်ကိုစူးစီးပြီးတင့်အတွေးတွေကိုအာယုံဆိုင်ဖြစ်လာမဲ့မှုံဝင်ရလက်တွေစီကနေတားဆီးနေတာပါပဲကိုစွမ်းရင်ကိုပြန်ယူပြီးအဲ့ဒီစွမ်းရင်တွေကိုကိုလိုချင်တဲ့ဘဝကိုဖန်တီးတဲ့နေရာမှာအသုံးချမယ်လို့အခုပဲဆုံးဖြတ်လိုက်ပါတင်ရဲ့အခမ်းအနားဆုံးအိမ်မက်တွေကိုညှို့ငင်တဲ့အချိန်တန်ပါပြီ။တင်ဟာစွမ်းအားကြီးပါတယ်။အပိုင်းနှစ်စိတ် အားလုံးဟာ စိတ်ထဲမှာပဲအစာပြုတ်နေတယ်။တင့်ရဲ့ညှို့ငင်စွမ်းကိုနားလည်ဖို့ဆိုရင်ခဏလောက်ရပ်ပြီးအရာအားလုံးဟာစိတ်ထဲမှာပဲအစာပြုတ်ကြောင်းအရင်ဆုံးလက်ခံရပါမယ်။တင့်ဘီနာအရာတွေကိုခဏလောက်ကြည့်လိုက်ပါ။အဲ့ဒီအရာတွေအားလုံးဟာတစ်ချိန်ကတင့်အတွေ့ထဲမှာရှိခဲ့တဲ့အရာတွေပါပဲ။အဲ့ဒီပစ္စည်းကိုတင့်မဝယ်ခင်ကတည်းကတင့်မှာအဲ့ဒီအရာကိုပိုင်ဆိုင်နေပြီဆိုတော့အမြင်ကိုအရင်ဆုံးမြင်ခဲ့လိမ့်မယ်အခုနောက်တစ်ဆင့်ဆက်ပြီးစဉ်းစားရအောင် တင့်ဘေးနာအရာတွေဟာတစ်ချိန်ကတခြားသူတယောက်ရဲ့စိတ်ကူးထဲမှာပုံပေါ်လာပြီးလက်တွေ့အကောင်အထည်ဖော်ခဲ့တဲ့ပစ္စည်းတွေပါပဲ။ကျမတို့လောက်ကင်ကြုံတွေ့သမျှဟာအတွေးလေးတစ်ခုကနေအရင်ဆုံးအစပြုခဲ့တာဖြစ်ပါတယ်။လက်တွေ့ဖြစ်မလာခင်စိတ်ထဲမှာအရင်ပုံပေါ်လာတာတွေပေါ့။မမြင်ရတဲ့စိတ်ကူးတွေကနေလက်တွေ့ကင်တွေဆန်းသက်လို့ရတဲ့ပစ္စည်းတွေအထိ ရောက်ရှိလာခဲ့တာမျိုးပဲ။အဲ့ဒါကကျမတို့အရာရာအားလုံးဟာစိတ်ထဲကနေအစပြုကြောင်းယုံကြည်စေခဲ့တယ် ကိုဘေးနာအရာတွေဟာတစ်ချိန်လုံးကစိတ်ကူးတွေပဲဆိုရင်အဲ့ဒီစိတ်ဆွမ်းရည်ကိုအသုံးပြုပြီးကိုယ်စိတ်ထဲမှာလိုချင်တဲ့အရာတွေကိုတကယ်လက်တွေ့ဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲအရင်ဆုံးအရာအလုံးဟာ စိတ်ထဲကနေအစပြုကြောင်းနားလည်ရပါမယ်။ပြီးရင်ညှို့ငင်နေဆိုတာတင့်ရဲ့မွေးရပါအခွင့်အရေးတစ်ခုဖြစ်ကြောင်းလက်ခံရမယ်။ဘယ်အရာမဆိုလက်တွေ့မလုပ်ခင်တင့်စိတ်ကူးထဲမှာအရင်ဆုံးအစပြုတယ် တခါတလေကိုလုတ်လိုက်တာတိတ်မြန်လုံးလို့ကို့အတွေးတွေကိုသတိမထားမိတာမျိုးတွေလည်းရှိလိမ့်မယ်။တခုခုလုတ်တော့မယ်ဆိုရင်ဘာအလုပ်ပဲဖြစ်ပါစေခဏလောက်အချိန်ယူပြီးတော့စိတ်ထဲမှာအဲ့ဒီအရာကိုလုံနေချောင်းသတိထားကြည့်လိုက်ပါ။လက်တွေ့ရလက်ကိုတင်မခံစားမိခင်အဲ့ဒီအရာကိုတင်းစိတ်ထဲမှာအကွက်စစ်အောင်လုပ်ပြီးဖြစ်လာမဲ့နောက်ဆက်တွဲတွေကိုတင်းစိတ်ထဲမှာအရင်ဆုံးပုံဖော်ပြီးသားဖြစ်နေပါလိမ့်မယ်။အဲ့ဒါကိုသတိထားပြီးကြည့်ကြည့်လိုက်ပါ။တင်းစိတ်ထဲကပုံရိပ်အတွေးတွေကို တင့်သဘောတူပြီဆိုတာနဲ့တင့်ရဲ့ခန္ဓာကိုယ်ကအဲ့ဒီကိစ္စကိုလက်တွေ့အကောင့်ထဲပေါ်ဖို့လှုပ်ရှားပါတော့တယ်။အဲ့ဒါကိုမသိစိတ်ကနေခိုင်းနေတာပါ။ဒီလုပ်ငန်းစဉ်တစ်ခုလုံးကအရာအားလုံးကစိတ်ထဲမှာပဲအစပြုတယ်ဆိုတဲ့အချက်နဲ့ကန့်ညီပါတယ်။ဒါကိုတိလောက်တဲ့အထိသတိကပ်ပြီးကြည့်လိုက်မယ်ဆိုရင်ညှို့ရင်ချင်းဆိုတာတင့်ရဲ့မွေးရပါအခွင့်အရေးဖြစ်ကြောင်းပို့ပြီးတော့ယုံကြည်လာပါလိမ့်မယ်။ဘယ်အရာကိုလှုပ်လို့အရင်ဆုံးစိတ်ကူးထဲမှာပုံမဖော်ဘဲနဲ့လှုပ်လို့မရပါဘူး။ အခုနေ့စဉ်ဘဝမှာတဘာဝအတိုင်းစိတ်ကူးပုံဖော်ခြင်းနဲ့တင်းစိတ်ကူးတဲ့အမြင်တွေကိုလက်တွေ့ခံစားရတာဘလို့လဲဆိုတာကိုနားလည်ပြီးဆိုတော့နောက်တစ်ဆင့်အနေနဲ့နေ့စဉ်ညှို့ငင်ခြင်းနဲ့တင်းဘဝတွေကတင်းရင်မှန်းချက်ကြီးတွေကိုညှို့ငင်ခြင်းကြာကကွာခြားချက်တွေကိုဆွေးနွေးကြပါမယ်တင်းစိတ်ကူးတဲ့မှာဈေးဆိုင်တစ်ဆိုင်ကိုသွားပြီးပစ္စည်းတစ်ခုဝယ်မယ်လို့စဉ်းစားလိုက်ရင်တင်းအရင်ဆုံးလောက်တာစိတ်ထဲမှာအဲ့ဒီပစ္စည်းကိုလိုအပ်နေတာဒါမှမဟုတ်ဝယ်ယူလိုက်တာကိုတင်းပုံဖော်လိုက်တာပါပဲ။ အဲ့ဒီအတွက်တင့်စိတ်ထဲကအမြင်ရယ်ပုံရိပ်ရယ်လုပ်ငန်းစီရင်ရလက်ရယ်ကိုတင်မြင်ပြီးသားပါတကယ်လို့အဲ့ဒီလိုတကယ်ဖြစ်လာပါမလားလို့စိတ်ပူနေတာမျိုးမရှိပဲအလွယ်တကူလုံနိုင်ပါလိမ့်မယ်ဘာလို့လဲဆိုတော့အဲ့ဒီစိတ်ကူကိုလက်တွေ့အကောင့်ထဲပို့လိုက်တာတင်ကိုယ်တိုင်ဖြစ်နေလို့ပါပဲတင်နားလဲခြင်းမှနားလဲမယ်ဆိုပေမဲ့အဲ့ဒါကညှို့ငင်ခြင်းတမျိုးပါပဲအရင်ဆုံးစိတ်ထဲမှာပုံရိပ်တွေနဲ့ပုံဖော်လိုက်တာပါပြီးတော့လက်တွေ့အကောင့်ထဲပို့လိုက်တာဝို့ ။တင်းရဲ့အိမ်မက်တွေနဲ့ပတ်သက်ပြီးဒီလိုညှို့ငင်မှုဆိုရင်စိတ်ပူမိတာမျိုးရှိလိမ့်မယ်။ဘာလို့လဲဆိုတော့တင်းရဲ့အိမ်မက်တွေကလမ်းထိပ်ကိုကားထွက်မောင်းပြီးဈေးသွားဝယ်တာလောက်မလွယ်ကူလို့တင်းကယူဆပြီးယုံကြည်ထားလို့ပါပဲ။ဒါဆိုရင်တော့ကျွန်မတို့ခုပြောပြမယ်နော်။တင်းအိမ်မက်တွေကိုညှို့ငင်တာကလည်းအဲ့လောက်ကိုလွယ်ကူနေပါတယ်။ဒီနေရာမှာတင်းဖြစ်ချင်တာတွေကိုဖြစ်လာစေဖို့နဲ့အခွင့်အရေးတွေပေါ်လာစေဖို့စကြဝဠာကြီးကိုဘလို့ပုံအံ့ရမလဲဆိုတာကိုနားလည်ရပါမယ်။အဲ့လိုလုပ်ဖို့ကလည်းယုံကြည်မှုလိုအပ်ပါတယ်။ တင်သိပ်ပြီးတော့စိတ်မပူရတဲ့ကိစ္စတွေကိုညှို့ငင်ရတာပုံမြင်ကြောင်းတတိထားမိမယ်လို့ကျမယူဆပါတယ်။ဖြစ်ခနဲအတွေးပေါ်လာတာနဲ့ရုတ်တရက်အဲ့ဒါဖြစ်သွားတာမျိုးပေါ့။ဒါကဘလို့လဲဆိုတဲ့မိကွန်းကိုကျမတို့အတွေးလွန်ပြီးစိုးရိမ်ကြောင်းကြတာမျိုးမရှိရင်ဖြစ်လာနိုင်တယ်ကျမတို့ရဲ့အလားလာတွေနဲ့စကြဝဠာကြီးရဲ့လုံနိုင်စွမ်းကိုရိပ်ပါဆောင်ချီမြင်ရတာပါပဲ။နောက်ပိုင်းမှာဒီအကြောင်းအကျယ်တဝင့်ပြောပြပါဦးမယ်။အဓိကမှတ်ထားရမှာတနေ့တာလုံးတင်ဟာ ကိုဖြစ်ချင်တဲ့အရာတွေကိုစိတ်ထဲကနေအရင်ဆုံးညှို့ငင်နေတယ်ဆိုတာကိုမမေ့ပါနဲ့တင်းရဲ့ဘဝကိုသတိရှိရှိနဲ့ဖန်တီးနေတာလားဒါမှမဟုတ်သတိလွတ်လွတ်နဲ့ဖန်တီးနေထိုင်မိနေတာလားတင်းလဲနေတိုင်းသတိရှိရှိနဲ့ဖြစ်စေသတိလွတ်လွတ်နဲ့ဖြစ်စေကိုဘဝကိုဖန်တီးနေတယ်ဆိုတာကိုကိုကိုပြန်တွေးကြည့်ကြည့်ပါပန်းနိုင်ကတော့ကိုရဲ့ဘဝကိုသတိရှိရှိဖန်တီးဖို့ပါကိုဘဝကိုသတိလွတ်လွတ်ဖန်တီးမိနေရင်တင်းဘဝရဲဖြစ်နေတဲ့အရာအားလုံးဟာ ထိန်းချုပ်လို့မရဘူးလို့တင်ထင်သွားပါလိမ့်မယ်။ဘွာကြီးဟာမရေရာမတေချာမှုတွေနဲ့ဖွဲ့စည်းထားတာလို့တင်မြင်သွားလိမ့်မယ်။တင်းဘွာတဲ့ကြုံနေရတဲ့စိန်ခေါ်မှုတွေကိုလည်းပြောင်းလဲလို့မရဘူးလို့တင်ထင်နေလိမ့်မယ်။ကိုဖြစ်ချင်တဲ့အရာတွေကိုပုံဖော်စိတ်ကူးပြီးတွေးကြံဖန်တီးနိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ကိုတင်းရဲ့သတိမထားမိဘူးဆိုလို့ရှိရင်အဲ့ဒီလိုကိုဘွာကိုသတိလက်လို့ဖန်တီးမိနေပါလိမ့်မယ်။ကိုဘွားကိုတတိလက်လွတ်ဖန်တီးနေကြတဲ့လူအများစုကကိုကိုကိုခံရတဲ့သူအဖြစ်ယူဆပြီးတော့ တနာစရာငါပါလားဆိုတဲ့အတွေးမျိုးတွေတွေးလို့ရှိကြပါတယ်။တခြားသူတွေကြတော့ကံကောင်းပြီးတော့သူတို့ရဲ့ဘဝခက်ခဲတယ်လို့သူတို့ကိုသူတို့ယုံကြည်နေကြတယ်။သူတို့ကိုမရှိတန်တရားတဲ့ဆက်လေပတ်စီမဲ့မကောင်းတဲ့စိတ်တွေအတွေးပုံရိပ်တွေကိုပဲဖန်တီးစေတယ်အဲ့ဒီအတွေးတွေက။သူတို့ပြော စကားအများစုကလည်းတိတ်ကို မကောင်းမြင်စိတ်တွေနဲ့လွှမ်းမိုးနေတာကိုမြင်ရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူတို့မှလည်းကိုယ့်ဘဝကိုဖန်တီးနိုင်တဲ့စိတ်တွင်းစွမ်းအားမျိုးရှိတယ်ဆိုတော့သူတို့ကိုယ်တိုင်သူတို့ မတိကြလို့ပါပဲဒီလိုကိုပြင်ပါအခြေအနေတွေနဲ့လူတွေကိုအပြစ်တင်နေတဲ့စိတ်နေသဘောထားဟာကိုကိုကိုဘောင်ခတ်ထားသလိုဖြစ်နေပြီးတော့မှလူတွေကိုကိုဘွားကိုမပြောင်းလဲနိုင်ဘူးလို့ထင်သွားစေနိုင်ပါတယ်။တင်းဘွားမှာဖြစ်ပျက်သမျှအရာအလုံးဟာတင့်လက်ထဲမှာပဲရှိနေတာပါ။အခုချက်ချင်းပြောင်းလဲပြစ်ပြီးနောက်ပြန်လှဲ့မကြည့်လို့ရတယ်။အတိတ်ကတင့်ကိုမချီနှောင်ထားပါဘူး။အတိတ်ကအဖြစ်ပြက်အတွေ့အကြုံတွေဟာပြီးသွားခဲ့ပြီ။ဒီနေ့တင်ဟာစိတ်သစ်လူသည်ဖြစ်သွားပါပြီ။ အလေးထားတွေအမှုအကျင့်တွေအတွေးခေါ်ပုံစံတွေကိုတတလဲလဲလုံနေခဲ့တာအတိတ်ကတည်းမှာအရင်ကလုံခဲ့တဲ့ဖြစ်ခဲ့တဲ့နာတွေကိုပြန်တွေးနေတာတွေကတင်းရဲ့စွမ်းအင်ကိုဆုပ်ယုပ်စေပြီးတင်းပွားကိုပြောင်းလဲတဲ့နေရာမှာအသုံးချရမယ်အသက်ဓာတ်ကိုပါလုံပါပါစေပါတယ်တင်းရဲ့စိတ်ခန္ဓာစွမ်းအင်ကိုဘလို့သုံးဆွဲရမလဲစဉ်းစားတိုင်းအဲ့ဒီအချက်ကိုသတိရဖို့လိုတယ်ဒါဆိုရင်တင်းဘယ်ရောက်အာယုံစိုက်မှလဲ ကဲဒါဆိုလို့ရှိရင် channel ဒီနေ့ကတော့ဒီလောက်ပါပဲဒီအကြောင်းအရာလေးကိုပုံမနားလည်သွားအောင် ပုံမသဘောပေါက်သွားအောင်ကိုအလုံးလုံးနေတဲ့အချိန်ပဲဖြစ်ဖြစ်ဘတ်စကားစီးတဲ့အချိန်ပဲဖြစ်ဖြစ်ကိုရဲ့အိမ်အလုပ်တွေလုပ်နေတဲ့အချိန်ပဲဖြစ်ဖြစ်ဒီ audio file လေးကိုဖွင့်ထားပြီးတော့မှထပ်ခါထပ်ခါနားထောင်ဖို့အတွက်ချမ်းကအကြံပြုတိုက်တွန်းခြင်းပါတယ်နောက်အခန်းတွေမှာလည်းဒီထပ်ပို့ပြီးတော့မှနက်နဲတဲ့အကြောင်းအရာတွေနဲ့ထပ်ပြီးတော့တင်ဆက်ပါအောင်မယ်ဒါဆိုလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုဖို့အတွက် ချမ်းသာမှကျင်ပါတယ်ဆိုနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်